တကယ်တမ်း depression ကကြောက်လို့တော်တော်တို့ဒီ weakness အနေနဲ့ဖြစ်နေရမဟုတ်ပါဘူးဒါ medical condition အနေထားတစ်ခုသာဖြစ်ပါတယ်ပြီးတော့ကိုယ်မှာ depress ဖြစ်နေရဆိုတာဟိုဖြစ်နေတယ်လို့ကိုယ်ဟာကို recognize လုပ်လိုက်တာဒီသတိထားလိုက်တာလက်ခံလိုက်တာကကြောက်တော့ကိုယ့်အကိုလွတ်မြောက်ဖို့အတွက်ကိုပထမဦးဆုံးချိန်လန်းဖြစ်ပါတယ်အဲ့တော့တော်တို့ဒီ self care tips ကနေစရမှာဖြစ်ပါတယ် self care tip ကဘယ်လိုမျိုးလေးလုပ်ရမလဲဆိုတာပြောပြပေးမယ်တော်တို့ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ daily routine ကိုစပြီးတော့တည်ဆောက်ဖို့လိုပါတယ် routine လေးတွေမှာဆိုရင် goal လေးတွေပေါ့ကိုဖြစ်စနေတဲ့ဟာလေးတွေကိုအကုန်လုံးစပြီးတော့ break down လုပ်ပါအကြီးကြီးဝင်ဝင်နေအများကြီးတော့မလုပ်ပါနဲ့တသေးလေးတွေနဲ့လုပ်ပြီးတော့အတနိုင်ဆုံးဒီ routine ထဲမှာအချိန်ကိုလုံးဝအတိအကျထည့်ပြီးတော့ deeply ရအောင်စပြီးတော့ကိုသင်ယူသင့်တယ်ကြိုးစားသင့်တယ်အဟောက်စလုပ်ပါပြီးရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကို move လုပ်ပါရွေးရှားမှုလုပ်ပါ exercise လုပ်ပါခန္ဓာကိုယ် move လုပ်တိုက်တဲ့အချိန်ကျရင်ဆိုရင် endorphin ထွက်တယ်အဲ့တော့ကျန်တဲ့အလုပ်ကိုင်တွေကိုယ့်ရဲ့ mood တွေကိုအများကြီးသူက regulate လုပ်ပေးနိုင်တယ်အထူးသဖြင့်မနေ့ပိုင်းနေ မှာဆိုရင်နေအောင်ချီတွေးလိုက်တဲ့ချိန်ကြရင်ဆိုရင်ခန္ဓာကိုယ်ကစီရိုတိုနင်လေးတွေထုတ်တာဖြစ်တဲ့အတွက်ဒေါက်တာတို့ဂျန်တဲ့ကိစ္စတွေအများကြီးဆက်လုပ်လို့ရနိုင်တယ်။ပြီးတော့အစားအသောက်ဒေါက်တာတို့ရဲ့ခန္ဓာကိုယ်အင်ဂျင်ဝိုင်းဘိုင်းတွေအကြတော့အများကြီးကောင်းမွန်ဖို့လိုအပ်တယ်။အိုမီဂါ3တွေ ပြေးသွားတဲ့အစာတောက်တွေကိုစားလို့ရတယ်ပြီးတော့အိတ်ထဲမှာဆိုရင်ပြီးတော့နောက်တစ်ခု electrolytes mineral တို့ vitamin တို့ဒီလိုမျိုးတတ်တူတဲ့သတ်ဆောင်ဓာတ်တွေကျွဲဝါတဲ့အသီးနှံတွေစားရတာတည်တည်တည်ရွတ်တွေစားတာမျိုးတွေစားအောင်ကိုယ့်အကိုပြန်ပြီးတော့ပြုစုပြောင်းထောင်းပါအတက်နိုင်ဆုံး process food တွေနဲ့ sugar တွေကိုအကုန်လုံး cut off လုပ်ပြပါဒါကအရန်အုပ်ကိုအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ပြီးတော့တတ်နိုင် social media ကိုလုံးဝ short ချလိုက်တာအကောင်းဆုံးပါပဲ social media ကိုသုံးနေရသည်ကိုယ်ရမသိမသားနဲ့ကိုယ့်ဟာကို compare သူများနဲ့ like လောက်တာဖြစ်ပါတယ် timeline မတူကြတဲ့လူတွေအကုန်လုံးဒီ social media မှာစုနေတဲ့အချိန်မှာကိုယ့်ရ timeline နဲ့သူတို့အကုန်လုံးကသူ့ဟာနဲ့သူပြသနေကြတာဖြစ်ပါတယ်အဲ့အချိန်မှာကိုယ်ကကြနေတဲ့အချိန်နဲ့သူတို့အစဉ်ပြေနေတဲ့အချိန်နဲ့တွားပြီးတော့မိဖြစ်တဲ့အချိန်ကြာကိုယ့်ကိုအသုံးကျဘူးဆိုတဲ့ဇာကားကကိုယ့်ရ negative self talk ကပုံများစီစင်ပါပုံများတက်တယ်သူလည်းမမှားဘူးကိုယ်လည်းမမှားဘူးဒါပေမဲ့ဒီအချိန်မှာတို့တွေ့ဆုံမှုတို့အစဉ်မပြေသေးဘူးအဲ့တော့ social media ားကိုအတက်နိုင်ဆုံးကိုဘက်ကနေပြီးတော့ short လိုက်တာမျိုးပြီးတော့ရွေးချယ်တက်တဲ့ selectively ကြီးကြတာမျိုးလေးတွေစပြီးတော့လုပ်စီချင်တယ်ပြီးတော့ boundary စပြီးတော့ထားပါမလို့အပ်ပဲနဲ့ဟိုရော့ရော့ဒီရော့ရော့နဲ့ people pleaser လုပ်တဲ့ဟာမျိုးတွေကိုမလုပ်ပါနဲ့စပြီးတော့သင်ယူပါဒီအပိုင်းလေးတွေကိုပြီးတော့ဘာတွေကကို trigger ဖြစ်နေရလဲဆိုတာကိုစပြီးတော့သင်ယူမှုလုပ်ပါပြီးတော့ကိုဒီလိုမျိုးကိုအတွက်ပဲကိုစူးစမ်းနေတယ်ဆိုတာကိုကို appreciate လုပ်ပါ recognize လုပ်ပါ small wins လေးတွေအားစဘသူ့ဟိုမှာပေါ်ပြရမျိုးမဟုတ်ပဲနဲ့တစ်ခုပြီးသွားတဲ့ချိန်တိုင်းမှာမျက်လုံးလေးမိတ်ပြီးတော့ ငါဘယ်လိုခံစားရလဲဆိုတဲ့ခံစားချက်စပြီးတော့ကိုတဖြည်းဖြည်းစပြီးတော့တိဆောက်တတ်တဲ့အကျင့်လုပ်ပါပြီးတော့ကိုထန်နှင်းကြတဲ့လူတွေကို charity လုပ်တာမျှဝေတာနေနဲ့ကိုတကယ်တမ်းအောက်မှာ underground မှာဖြစ်နေတဲ့ဟာတွေအကုန်လုံးကိုကြည့်လို့ရပါတယ် ကိုလောက်တောင်ချိန်နေမပေးတဲ့လူတွေအများကြီးရှိပါတယ်ဒီကနေစပြီးတော့ sympathy စာခံစားရတယ်ကိုယ့်အကိုစပြီးတော့တနာတက်တာလဲ kindness စရတာဒီလိုမျိုးတွေနဲ့တဖြည်းဖြည်းစပြီးတော့ secret tips တွေလုပ်လို့ရပါတယ်နောက်တစ်ခုကကျတော့တို့ therapy option လေးတွေရှိရယ် depression ကိုကျော်လွှားဖို့အတွက်အဟာကကျတော့ cognitive behavior therapy လို့ခေါ်တယ်ဒါကြောင့်ဒေါက်တာတို့ရဲ့ thinking system ကိုသူ reframe ပြန်လုပ်တာပေါ့ဥပမာ အာငါအမြင်နဲ့ failure ပဲအာငါကြတော့ဘာအလုံးမှမပြီးဘူးဆိုပြီးအဲ့ဒီ mindset နဲ့သွားတာမျိုးမဟုတ်ပဲねဟိုတခြား refrain တော့ပေါ့เนาะโอเคငါဒီဟာလေးကိုတော့တလန်းကိုတော့ကြော်သွားတယ်ဒါပေမဲ့တခြား အလုပ်တွေ productive ဖြစ်တဲ့အလုပ်တွေအများကြီးပြီးသွားတယ်ဆိုတဲ့ပုံစံနဲ့ refrain ပြန်လုပ်တာပေါ့နောက်တစ်ခုကကျတော့ interpersonal therapy တွေရှိရဲနောက်တစ်ခုက mindfulness based therapy တွေရှိရဲဒါတွေကကျတော့ကိုတယောက်ထဲမနိုင်ဘူးဆိုရင်သူတို့ကို certify လုပ်ထားတဲ့ coach တွေနဲ့ doctor တို့ကအနီးက training လုပ်လို့ရပါတယ်ပြီးတော့တခြား two stage strategies ရှိရဲ journaling ရေးတာတနေ့ကို၃ချိန်အဲ၃ခုပေါ့နော် tips တွေငါပါ thanks for ဖြစ်တာလေဒါလေးတွေရေးတာ music တွေ mood tracker တွေနဲ့လုပ်တာကိုရင်ဖက်ဝင်ဖွင့်လို့ရတဲ့လူတွေနဲ့ အနီးကပ်နေတာမျိုးလေးလုပ်ကြည့်လို့ရပါတယ်